ဒီလိုမှဘလောက်လဲနားလေလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ပြီဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘေးကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ။ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်ဆုံးမတော်ခံတယ်။တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘေးကတမန်တော်လည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်။သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကို။အော်ဩစရာကောင်းလိုက်ဗျာ။ တကယ်လို့ဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမစုံဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိနော်တမန်တော်ဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောနေသူတဲ့အသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဆရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောနေသူတဲ့အသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဆရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိနော်တမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာ ဒီလိုကဘလောက်လဲနားလဲလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး တခိတမန်တော်မရှိတော့ဘေးကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိဓမ္မဆရာပဲရှိဆရာပဲရှိလားတမန်တော်တို့ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတဲ့အသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ဒါမှမဟုတ်အတင်းတော်မန်နိုင်ကြီးမှပြောတာကတမန်တော်တို့ဆုံးမဩဝါဒငလုံးကဘလောက်လဲနားလေလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည့်အသက်အများကြီးကြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိကွာတမန်တော်တို့ဆုံးမတော့ခံတယ်တမန်တော်တို့ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိဓမ္မဆရာပဲရှိဆရာပဲရှိလားတမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသိဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ကလုံးကဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ပြီဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘေးကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာစကလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်ဆုံးမတော်ခံတယ်။တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်။သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကို။အော်ဩစရာကောင်းလိုက်ဗျာ။ ဒီလိုကဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိတာတမန်တော်ဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်စရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်စရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်ဗျာ ဘာမှအတင်းတော်မန္တန်ကြီးမှပြောတာကတမန်တော်တို့ဆုံးမဩဝါဒငလုံးကဘလောက်လဲနားလေလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတဲ့အသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်တို့ဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောနေသူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာအိုးစရာကောင်းလိုက်ဗျာစကလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောနေသူတည်းအသက်အများကြီးကြီးပြီးတပါးရီဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာအိုးစရာကောင်းလိုက်ဗျာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိညာတမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာ တကယ်လုံးကဘလောက်လဲနားလေလဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည့်အသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိဆရာပဲရှိဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်ဗျာစကားလုံးကဘယ်လောက်လဲနားလည်လည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာဩစရာကောင်းလိုက်ဗျာ တော့ဒီခေတ်မှာသင်းဖို့ပဲရှိဓမ္မဆရာပဲရှိဆရာပဲရှိလားတမန်တော်ရဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူးဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသိဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တယ် ကလုံးကဘလောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်ဆုံးမတော်ခံတယ်တမန်တော်ဒီခေတ်မရှိဘူး ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအော်ဩစရာကောင်းလိုက်တာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်။ဓမ္မဆရာပဲရှိတယ်။ဆရာပဲရှိတယ်ဗျာ။တမန်တော်ရဆုံးမတော်ခံတယ်။တမန်တော်ဒီခေတ်မရှိဘူး။ဒီခေတ်တမန်တော်မရှိတော့ဘယ်ကတမန်တော်လည်းမသိဘူးရှိတယ်ဗျာ။အခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကားလုံးကဘယ်လောက်လဲနားလည်းလည်းမသိဘူး။ရှောက်ပြီးတော့ပြောတယ်။သူတည်းအသက်အများကြီးကြီးပြီးတဘာကြီးဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကို။အော်ဩစရာကောင်းလိုက်ဗျာ။ ဒါမှမဟုတ်အတင်းတော်မန်နိုင်ကြီးမှပြောတာကတမန်တော်တို့ဆုံးမဩဝါဒဒီလိုမှဘလောက်လဲနားလည်လဲမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတပါးရဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့အာဩစရာကောင်းလိုက်တာဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိတယ်ဓမ္မဆရာပဲရှိတယ်ဆရာပဲရှိတယ်ဗျာတမန်တော်တို့ဆုံးမတော့ခံတယ်တမန်တော်တို့ဒီခေတ်မရှိဘူး တခိတမန်တော်မရှိတော့ဘေးကတမန်တော်တွေလည်းမသိဘူးရှိတယ်ဗျာအခုဘာဘာသူအဲ့ဒီဟာကိုနဲ့တန်လားမတန်လားအဲ့ဒီစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာအိုးစရာကောင်းလိုက်တာစကလုံးကဘယ်လောက်လဲနားလေလည်းမသိဘူးရှောက်ပြီးတော့ပြောတယ်သူတည်းအသက်အများကြီးကြီးပြီးတဘာတွေဆရာကြီးတော့တယောက်မှမသုံးဘူးအဲ့အဲ့အဲ့ဘွဲ့ကိုအာအိုးစရာကောင်းလိုက်တာ ဆိုတော့ဒီခေတ်မှာသင်းဖို့ပဲရှိဓမ္မဆရာပဲရှိဆရာပဲရှိနော်တမန်တော်ဆုံးမတော့ခံတယ်တမန်တော်ဒီခေတ်မရှိဘူး